ငါချမ်းသာနေပြီဆိုတဲ့စကားကို အသုံးပြုပြီးသင်လိုချင်တဲ့ကြွယ်ဝမှုကိုတိဆောက်ပါ မျက်လုံးလေးမှိတ်ပြီးငါချမ်းသာနေပြီလို့တိုးတိုးလေးရေယူကြည့်ပါအဲ့ဒီစကားလုံးတွေကသင်ရဲ့အတွင်းစိတ်ထဲကို ဖြင်းညင်းစွာစိတ်ဝင်သွားတာကိုခံစားကြည့်ပါနေ့ရက်တိုင်းမှာဒီစကားလေးကိုပုံမှန်ထပ်ခါတလဲလဲပြောနေခြင်းအပြင်ငါချမ်းသာနေပြီဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုဟာ င့်ရဲ့စိတ်အာဏာထဲမှာတပြေးပြေးနဲ့အမြင့်တွေ့သွားပါလိမ့်မယ်။အရေးကြီးဆုံးအချက်ကတော့တင်အခုရေရွတ်တဲ့စကလုံးတွေရဲ့အသေးပဲကိုတင့်ရဲ့နှလုံးသားတွေကနေအမှန်တကယ်ယုံကြည်ပြီးခံစားဖို့ပါပဲ။စိတ်ထဲကလာတဲ့ခံစားချက်အစစ်မှန်တွေဟာတင့်ရဲ့စွမ်းငင်အားကိုအားကောင်းစေပြီးငွေကြီးကိုတန်လိုက်လို့ဆွဲဆောင်နိုင်တဲ့စွမ်းအားကိုပေးပါရစေ။ဒါကိုအာယုံဆိုင်ပြီးခံစားကြည့်ပါ။ငါချမ်းသာနေပြီ။ ယခုဤအချိန်မှာပင်ငါဟာကြွေးဝချမ်းသာတဲ့လူတစ်ယောက်ဖြစ်နေပြီငါဘဝမှာလိုအပ်တာတွေအားလုံးပြည့်စုံနေပြီငါစီကိုငွေကြေးတွေဟာအချိန်တိုင်းနိမ့်မမျိုးစုံနဲ့လွယ်လွယ်ကူကူဇီဝင်ရောက်ရှိနေတယ်ငါရဲ့အတွင်းစိတ်ရဲ့နှက်ဆိုင်တဲ့နေပေထဲမှာကြွေးဝချမ်းသာမှုတွေအမြဲတမ်းတည်ရှိနေတယ်အဲ့ဒီအတွင်းစိတ်ရဲ့ကြွေးဝမှုတွေကငါရဲ့လက်တွေ့ဘဝမှာထင်ထင်ရှားရှားပေါ်လွင်ထင်ထင်နေတယ်ငါဟာငွေကြေးကိုအားကောင်းတဲ့တန်လိုက် တစ်ခုလိုပဲဆွဲဆောင်နိုင်တဲ့စွမ်းအားတွေရှိတယ်။များပြားတဲ့ငွေကြေးတွေဟာငါစီကို လေးတဲကနေကြာလာတလို့လို့အလိုလိုရောက်ရှိလာတယ်။ငါဟာငွေကြေးကိုပျော်ရွှင်စွာနဲ့လွတ်လွတ်လပ်လပ်သုံးဆွဲနိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ငွေကြေးဆိုတာငါအတွက်ဘယ်တော့မှအတားအဆီးတစ်ခုမဟုတ်ဘူး။ငါဟာစัจ java ရာရဲ့ကျွဲဝချမ်းသာမှုနဲ့အမြဲတမ်းချိတ်ဆက်ထားတယ်။ငါအတွက်လိုအပ်တဲ့အရာအလုံးဟာအချိန်တန်ရင်အကောင်းဆုံးပုံစံနဲ့ရောက်ရှိလာမှာ တည်ကြတယ်။ငါဟာငါစီကိုရောက်လာတဲ့ငွေကြေးတိုင်းကိုကျေစုတင်စွာနဲ့လက်ခံတယ်။အဲဒီရရှိလာတဲ့ငွေကြေးတွေနဲ့ကဘာကြီးမှာပိုပြီးကောင်းမွန်တဲ့အရာတွေကိုဖန်တီးနိုင်တယ်။ဒါကိုအမြဲတမ်းသတိရပါ။ငါရဲ့ဘဝဟာကြွယ်ဝမှုတွေ၊တာယာဝပြောမှုတွေနဲ့အမြဲတမ်းပြည့်နေနေတယ်။အဲ့ဒီအံအောပွဲရာ ကောင်းကြီးတွေကိုငါဟာအခုလဲခန်းစားနေရတယ်လို့အမြဲတမ်းခန်းစားသွားမှာဖြစ်တယ် ဒါကြောင့်ငါချမ်းသာနေပြီဆိုတဲ့စကားကိုယုံကြည်ခြင်းနဲ့ခံစားခြင်းအပြင်သင်လိုခြင်းနဲ့ကြွယ်ဝမှုကိုတည်ဆောက်နိုင်ပါပါ။ယုံကြည်လိုက်ပါဒါဟာသင်ရဲ့အမှန်တရားပါပဲ။မတိစိတ်ကိုပြန်လဲပရိုဂရမ်လုပ်နည်းသင်လိုခြင်းနဲ့ဘဝကိုတည်ဆောက်ပါ။ကျမတို့ဟာနေ့စဉ်နဲ့အမျှသတိရှိတဲ့စိတ်နဲ့ကဘာကြီးကိုတုံ့ပြန်ဆက်သွယ်နေပါဗျ။ ဒါပေမဲ့ကျမတို့ရဲ့အတွေ့အကြုံခန်းစားချက်တွေအပြုမူတွေရဲ့နောက်ကွယ်မှာပိုပြီးနည်းနည်းအစွမ်းထက်တဲ့စိတ်ရဲ့အစိတ်ပိုင်းတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့မသိစိတ်ရဲ့လျှို့ဝှက်ကဘာပဲဖြစ်ပါတယ်။မသိစိတ်ကိုလွယ်လွယ်ပြောရရင်ရေခဲတောင်ကြီးနဲ့နှိုင်းရှင်နိုင်ပါတယ်။ရေခဲတောင်ရဲ့ရေပေါ်မှာပေါ်နေတဲ့အစိတ်ပိုင်းလေးကသိစိတ်ဖြစ်ပြီးရေအောက်မှာနစ်မြုပ်နေတဲ့ကြီးမားတဲ့အစိတ်ပိုင်းကတော့မသိစိတ်ဖြစ်ပါတယ်။ ကျမတို့ရဲ့မှတ်ဉာဏ်တွေ၊ယုံကြည်ချက်တွေ၊အလေးထားတွေ၊ခံစားချက်အဟောင်းတွေနဲ့အလိုလျောက်လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေဥပမာအသက်ရှူခြင်း၊နှလုံးခုန်ခြင်းအားလုံးဟာဒီမသိစိတ်ထဲမှာတင်ဆက်ထားပါဗျ။စိတ်ဝင်စားစရာကောင်းတာကမသိစိတ်ဟာတတိရှိတဲ့စိတ်ထက်အစာပေါင်းများစွာ အစွမ်းပူထပ်ပါဗျ။သူဟာတစ်ချိန်တည်းမှာတည်င်းအချက်လက်အမြောက်များကို စီမံဆောင်ရွက်နိုင်ပြီးကျမတို့ရဲ့အပြုအမူတွေကိုသတိမထားမိပဲလွှမ်းမိုးနိုင်ပါတယ်။ဥပမာငငယ်ကကြုံခဲ့ရတဲ့အတွေ့အကြုံတွေဟာကျမတို့ရဲ့ယုံကြည်ချက်တွေကိုပုံဖော်ထားနိုင်ပြီးအဲ့ဒီယုံကြည်ချက်တွေကတဆင့်ကျမတို့ရဲ့လက်ရှိဘဝရဲ့ဆုံးဖြတ်ချက်တွေကိုတည်ရောက်မှုရှိနိုင်ပါတယ်။ဒါအပြင်မသိစိတ်ဟာအလွန်အာယုံခံစားနိုင်စွာရှိပါတယ်။ထက်ခါတလဲလဲကြားနေရတဲ့စကားတွေမြင်နေရတဲ့ပုံရိပ်တွေနဲ့ခံစားနေရတဲ့ခံစားချက်တွေကိုမှတ်သားထားနိုင်ပါတယ် ဒါကြောင့်အပြုသဘောဆောင်တဲ့အရာတွေကိုထပ်ခါထပ်ခါပြောခြင်းနဲ့မြင်အောင်ခြင်းတွေဟာမသိစိတ်ကိုပြောင်းလဲပြီးကျမတို့လိုချင်တဲ့ရလဒ်တွေကိုဆွဲဆောင်နိုင်ဖို့အသုံးပြုတဲ့နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။မသိစိတ်ရဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့လှုပ်ဆောင်ချက်တစ်ခုကတော့သူဟာအကောင်းဆုံးကိုခွဲခြားမသိပါဘူး။သင်ပါကိုယုံကြည်လဲဆိုတာကိုပဲသူကလက်ခံပြီးသင်ရဲ့အပြင်ကဘာမှာအဲ့ဒီယုံကြည်ချက်တွေထင်ဟပ်လာအောင်လှုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်အကယ်လို့သင်ဟာငါမတက်နိုင်ဘူးလို့အမြဲတမ်းယုံကြည်နေမယ်ဆိုရင်သင်ရဲ့မတိစိတ်ကအဲ့ဒီအတိုင်းဖြစ်လာအောင်လမ်းကြောင်းတွေဖန်တီးပေးပါလိမ့်မယ်။ဒါပေမဲ့သတင်းကောင်းကတော့ကျမတို့ဟာမတိစိတ်ကိုပြန်လဲပရိုဂရမ်လုပ်နိုင်ပါတယ်။အပြုသဘောဆောင်တဲ့အတွေးတွေယုံကြည်ချက်အတစ်တွေနဲ့ထက်ခါထက်ခါလေ့ကျင့်ပေးခြင်းအပြင်မတိစိတ်ရဲ့အစွမ်းထက်တဲ့အစွမ်းအားကိုကျမတို့လိုချင်တဲ့ပန်းတိုင်းတွေစီရောက်ရှိဖို့အသုံးပြုနိုင်ပါတယ်။ မသိစိတ်ရဲ့နတ်နေတဲ့ကဘာကိုလေ့လာခြင်းဟာကိုကိုကိုပုံမနာလေဖို့နဲ့ကျမတို့ရဲ့အလားလာပြည့်ဝကိုဖော်ထုတ်ဖို့အတွက်အရေးပါတဲ့အခြေလမ်းတစ်ခုပါပဲ။ဒါကြောင့်တင့်ရဲ့အတွင်းစိတ်လွတ်ဝက်စွမ်းအားကိုယုံကြည်ပြီးတင်လို့ခြင်းတဲ့ဘဝကိုတည်ဆောက်ဖို့ဒီစွမ်းအားကိုအသုံးပြုလိုက်ပါတဲ့အတွင်းစိတ်ကရွှေရင်းကြီးဆိုတာတည်လားဟုတ်တယ်တင်းရဲ့မတိစိတ်ဆိုတာတင်းမတိသေးတဲ့အန်အောစရာကောင်းတဲ့စွမ်းအားတွေနဲ့ပြည့်နေတဲ့ရွှေရင်းကြီးနဲ့တူတယ် ်တင်းရဲ့တီစိတ်ကတနေ့တာဆုံးဖြတ်ချက်လေးတွေချနေတဲ့ကပတိန်လေးဆိုရင်တင်းရဲ့မတီစိတ်ကအဲ့ဒီအမိန်တွေကိုတတွေ့မသိလိုက်နာဖို့အမြဲတမ်းအစဉ်သင့်ရှိနေတဲ့အင်အားကြီးမားတဲ့တင်းမောတာအဖွဲ့ကြီးပဲပြဿနာက အများစုက ကိုယ့်ရဲ့မတီစိတ်ကိုဘလို့တူးဖော်ရမလဲအဲ့ဒီကရွှေတွေကိုဘလို့ထုတ်ယူရမလဲဆိုတာမသိကြဘူးသူတို့ရဲ့အတွေ့တွေယုံကြည်ချက်တွေက အစိုးမြင်စိတ်တွေ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေနဲ့ပြည်နေတော့မသိစိတ်ကလည်းအဲ့ဒီအတိုင်းပဲတုံ့ပြန်ပြီးချမ်းသာကြွယ်ဝမှုနဲ့ဝေးကွာတဲ့အခြေအနေကိုပဲဖန်တီးပေးနေတာပေါ့ဒါဆိုဘလို့လုပ်မလဲချွေရင်းကြီးကိုဘလို့ဖွင့်မလဲတော့ချက်ကတော့တင်းရဲ့မသိစိတ်ကိုချမ်းသာကြွယ်ဝမှုအတွက်ပရိုဂရမ်ထည့်ပေးဖို့ပဲကွန်ပျူတာတစ်လုံးကိုတင်းလိုချင်တဲ့အတိုင်းအလုပ်လုပ်ဖို့ဆော့ဝဲထည့်ပေးရတယ်လို့ပဲပေါ့ သင်ရဲ့မသိစိတ်ကိုလည်းအပြုသဘောဆောင်တဲ့အတွေ့တွေချမ်းသာကြွယ်ဝမှုဆိုင်ရာယုံကြည်ချက်တွေနဲ့တဖြည်းဖြည်းချင်းထည့်သွင်းပေးရမယ်။ဘလို့နီးလန်းတွေတုံးလို့ရလဲ။အပြုသဘောဆောင်တဲ့ပြောဆိုမှုများကိုကိုကိုယုံကြည်မှုရှိရှိနဲ့ချမ်းသာကြွယ်ဝမှုအကြောင်းထပ်ခါတလဲလဲပြောပါ။ဥပမာကျမဟာငွေကြေးတွေအများတန်းဝင်လာနေတဲ့တန်းလိုက်တစ်လုံးပဲ။ကျမမှာလူချင်းတလောက်ငွေကြေးရှိတယ်စသဖြင့်ပေါ့။ ဒီလိုပြောနေရင်အဲ့ဒီခံစားချက်ကိုပါစိတ်ထဲမှာမြင်အောင်ကြည်ပါစိတ်ကူးနဲ့မြင်အောင်ကြည်ခြင်းကိုချမ်းသာနေတဲ့ပုံငွေတွေသုံးနေတဲ့ပုံကိုရဲ့ရည်မှန်းချက်တွေကိုအောင်မြင်နေတဲ့ပုံတွေကို စိတ်ထဲမှာထောက်ပါတဲ့ရုပ်ရှင်ကားတကားလိုကြီးလင်းပြသစွာမြင်အောင်ကြည်ပါတင်ရဲ့အာယုံ၅ပါးကို အသုံးပြုပြီးအဲ့ဒီအခြေအနေတွေကို တကယ်ရောက်သွားတယ်လို့ခံစားပါ။ယေရှုတင်ကြောင်းပေါ်ပြခြင်း သင်မှာရှိပြီးသားအရာတွေအတွက်နေ့တိုင်းကျေးဇူးတင်ကြောင်းပြောပါငွေကြေးအနည်းငယ်ပဲရှိပါစေကျေးဇူးတင်ပါကျေးဇူးတင်စိတ်ကပိုပြီးကောင်းတဲ့အရာတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်စွမ်းအားရှိတယ်မယုံကြည်မှုတွေကိုစိန်ခေါ်ခြင်းငါတော့ဘရောမှချမ်းသာမှာမဟုတ်ဘူးငွေရှာဖို့ဆိုတာအရန်ခက်ခဲတယ်စားတဲ့တင်ရဲ့စိတ်ထဲမှာရှိနေတဲ့ချမ်းသာခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွေးတွေကိုသတိထားပါအဲ့ဒီအတွေးတွေကိုဒါကငါရဲ့ယုံကြည်ချက်ပဲ အခုငါအဲ့ဒါတွေကိုပြောင်းလဲတော့မယ်ဆိုပြီးပြန်လဲတုတ်ပြန်ပါချမ်းသာတဲ့သူတွေရဲ့စိတ်ဓာတ်ကိုလေ့လာခြင်းချမ်းသာတဲ့သူတွေဘလို့တွေးလဲဘလို့ဆုံးဖြတ်ချက်တွေချလဲဆိုတာကို လေ့လာပါသူတို့ရဲ့စိတ်ဓာတ်ကို တူပဖို့ကြိုးစားပါတတိထားရမှာကချက်ချင်းတော့ရလာမှာမဟုတ်ဘူးတင်ရမသိစိတ်ကိုနှစ်ပေါင်းများစွာ မသိစိတ်ကထဲ့သွင်းထားတဲ့အဆိုးမြင်အမှိုက်တရိုက်တွေနဲ့ပြည်နေနိုင်တယ် ဒါတွေကိုရှင်းထုတ်ပြီးအပြူသဘောဆောင်တဲ့အသီးနှံတွေစိုက်ပျိုးဖို့အတွက်အချိန်နဲ့စိတ်ရှည်မှုလိုအပ်တယ်။စိတ်ပြက်အားမငယ်နဲ့ဇွဲရှိရှိနဲ့ဆက်လုပ်သွားရင်တင်းရမတိစိတ်ဟာတင်းရအကောင်းဆုံးမိတ်ဆွေဖြစ်လာပြီးတင်းကိုချမ်းသာကြွယ်ဝမှုစီပို့ဆောင်ပေးလိုက်မယ်။ဒါကြောင့်ဒီနေ့ပဲတင့်ရဲ့အတွင်းစိတ်ရွှေတွင်းကိုစတင်တူဖော်လိုက်ပါ။တင့်ရဲ့အတွေးတွေကိုပြောင်းလဲခြင်းအပြင်တင့်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့။